မင်္ဂလာပါရှင်သစ္စလေးဘီနူရဲ့အော်တိုဘာလာ20ရက်နေ့ည9:00နာရီထိနောက်ဆုံးရနုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကင်းစားခြင်းနေကြောင်းနိုင်ငံသားကိုထွက်သွားရတဲ့မိမိကိုယ်ကိုယ်ရဲ့သတင်းမြန်မာနိုင်ငံမှာချမ်းသာဆုံးတတိကိုလက်ချက်ခါကဘီလီယံနာသတင်းမာကြီးဖြစ်နေပေမယ့်မကြွားပါပဲသူတို့တိတ်တိတ်နေတယ်လို့ကြီးကျူးခံနေရတဲ့ချစ်စနိုးဦးရဲ့သတင်းယောဂတဲ့ညီမလေးကိုစွန့်ခံရသမျှပြန်လည်စွန့်ကျင်းနေတဲ့ကိုရင်လေးတွေတိမ့်ရနေချေကိုကြီးနိုင်တဲ့ကိုထိုးမရဲ့တရင်ပါဝင် ခမွန်ဒေစီယာရွှေငါဘိတ်တာတန်ဆွဲကြိုးကြီးလက်ဆောင်ရာတောင်းထုတ်ကြွားလိုက်တဲ့မုံယူဆိုင်ရဲ့သတင်းတွေကိုရှုစားရမှာပဲဖြစ်ပါရဲ့ရှင်။ကင်းဆောင်ချင်းဒီကြောင့်နိုင်ငံသားကိုထွက်သွားခဲ့ရတဲ့မိမိကိုကိုမင်္ဂလာပါပရိသတ်ကြီး။ကျမတို့ရဲ့ page တွေကနေပြန်လည်ကစုစုလိုက်ပါရင်ပရိသတ်တို့ရဲ့ MRD4 ဇလန်းတွေရဲ့မင်းသမီးချော်လေးမိမိကိုကိုကိုတတိယကြပါသလား။ သူမရဲ့တင်းဆောင်ချက်တွေကောင်းလာတဲ့ကိုမတွေ့ရတော့တော်တော်ကြာသလိုခံစားနေရပြီဒီလိုမေမေကိုကိုရဲ့သူမရဲ့အမှုပညာလှောက်ရှားမှုတွေခဏတာရနာထားတဲ့အကြောင်းကတော့သူမရဲ့ဈမ်းမရဲ့အခြေအနေနဲ့ပတ်သက်နေပါတယ်ရှင်အဲ့ဒါကတော့မေမေချောမေမေကိုကိုတယောက်ကင်ဆာရောဂါလို့တန်တရားရှိတဲ့လက္ခဏာတွေပြသလာတာကြောင့်နိုင်ငံသားမှာဆေးကုသမှုအမြန်ဆုံးခံယူရမယ့်အခြေအနေဖြစ်နေတာပါကြားသိရတဲ့သတင်းတွေအရမိမိကိုကိုဟာမကြသေးခင်ရပ်ပိုင်းအတွင်းမှာပဲနေမကောင်းဖြစ်တဲ့ရက်တွေအရန်ကိုများလာခဲ့လို့ဆိုပါရင် တာမန်နေမကောင်းတာဖြားတာနာနာမျိုးမဟုတ်ဘဲခန္ဓာကိုယ်ကအကြောင်းရင်းမရှိဘဲနဲ့အယံကိုအားနည်းလာပြီးတော့နှလမ်းမထူနိုင်ဖြစ်ခဲ့တာပါ။တမခံစားနေရတဲ့လက္ခဏာချို့ကလည်းဇယဝင်းနေသတိပေးတဲ့ကန်ဆာယောဂနဲ့ကနလလက္ခဏာတွေနဲ့တော်တော်လေးကိုဆင်တူနေခဲ့တယ်လို့သိရပါတယ်ရှင်။ဒီလိုလက္ခဏာတွေဇက်တိုက်ပြလာတာကြောင့်မလို့တမကိုယ်ရံနဲ့တန်တရားဝင်လာပြီးဒေသအောင်ဆေးရုံကြီးမှာဆေးစစ်မှုတွေပြုလုပ်ကြည့်တဲ့အခါမှာတော့ပရိသတ်ကြီးရောကျမတို့ကမကြားချင်တဲ့အဖြစ်တစ်ခုထွက်ခဲ့ပါတယ်။ အဲ့တော့ငါတော့တမစီမှာကင်ဆာပိုးတွေ့ရှိခဲ့ရတယ်ဆိုတော့အတိအပြည့်ချက်ကိုရရှိခဲ့တာပါပဲဒီလိုဆုံးရတဲ့ယောဂအစိုးရကိုတွေ့ရှိခဲ့ရတဲ့ကြောင့်မိမိကိုယ်ကိုယ်တိုင်အချိန်မဆွဲတော့ဘဲအကောင်းဆုံးနဲ့အဆင့်မြင့်ဆုံးကုသမှုတွေခံယူနိုင်ဖို့အတွက်ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုတောင်းရောက်ကုသဖို့ချက်ချင်းစီစဉ်နေပြီဖြစ်တယ်လို့တမဂရိုင်းကလည်းဆိုပါတယ်ရှင်တမဘလို့အမှုပညာရှင်မျိုးလည်းတကယ်တော့မိမိကိုယ်ကိုယ်ဆိုတာပရိသတ်ကြီးအတိအမှတ်ပြုထားတဲ့အမှုပညာအရေးတွေတကယ်ရှိတဲ့မင်းသမီးတယောက်ပါ တသက်ဆောင်အမှုပညာရှင်တွေထဲမှာသူမဟာပေါ်တော်တော်ဇက်ရုပ်တွေခက်လွယ်လွယ်ဇက်ကောင်တွေထံပြင်းပြင်းထန်ထန်အတွင်းစိတ်ခံစားချက်တွေဦးစားပေးရတဲ့ဇက်ရုပ်တွေကို ပုံမပိုင်နိုင်စွာတည်ယူဆောင်နိုင်သူမှာသူမရဲ့အမှုပညာရည်သွေးတွေကိုဘလောက်ထိအတိမတ်ဖြုတ်ခံရကြလဲဆိုရင်ပြီးခဲ့တဲ့ Academy စုပေးပွဲထိတ်တန်းမြင်းသမီးကြီးတွေဖြစ်တဲ့မိုးဟစ်ကိုဝင်းမုံရွှေရုံနဲ့ဒန်းလူရှင်ပြီး Academy စကားနေဆင်းမှာပါဝင်ခဲ့တဲ့ထိပါမယ်။ဒါကသူမရဲ့စူးစမ်းမှုနဲ့အရင်ချင်းတွေကိုပြသနေရပါသူမကိုယ်တိုင်ကလည်းအမှုပညာပေါ်မှာခံယူချက်ပြင်းထန်လိုပါပဲ။ လာအပ်သမျှစကားတိုင်းကိုလက်ခံမရိုက်ကူပင်သူမ၏အည်သွေးကိုပရိသတ်ကိုပြသခွင့်ရမယ်ဇလံကောင်းတွေကိုပဲတည်တည်ချာချာရွေးချယ်ရိုက်ကူတတ်သူဖြစ်ပါတယ်ဒီလိုထူးခြားတဲ့ရုပ်ရင်ထူးခြားတဲ့အရင်ချင်းကိုပိုင်းဆိုင်ထားတဲ့အမှုပညာရှင်တယောက်အခုလိုအသက်ငယ်ငယ်ရွယ်နဲ့ကျန်းမာရေးစိန်ခေါ်မှုကြီးနဲ့တွေ့ကြုံရတာကတော့တကယ်ကိုမှဝမ်းနည်းစရာနှမျောစရာပါပဲခုချိန်မှာမိမိကိုယ်ကိုယ်အတွက်အရေးကြီးဆုံးကတော့စိတ်ကူးသမှုအောင်မြင်ဖို့နဲ့စိတ်ဓာတ်ကောင်းအောင်ကြံ့ခိုင်ဖို့ပါပဲနိုင်ငံရဲ့ချာမှာတယောက်တည်းစေးသွားကုရမယ်ခီးလန်းကသူမတော်တော်မလွယ်ကူပါဘူး ကုသမှုနဲ့နာကျင်မှုတွေစိတ်ရဲ့ဘွေးထွက်ဆိုးကျိုးတွေကိုခံနိုင်ရှိဖို့စိတ်သက်ခွန်အားတွေအများကြီးလိုအပ်မှာပါ။ဒါကြောင့်ဒီ post ကိုကြည့်နေကြတဲ့ပရိသတ်တွေအားလုံးလည်းမိမိကိုယ်ကိုနေပြန်ကောင်းလာဖို့စောင့်မျှော်နေတယ်ဆိုတဲ့အကြောင်းသူမအတွက်ဆူတောင်းပေးနေတယ်ဆိုတဲ့အကြောင်းကိုဒီ comment တွေကနေတဆင်ရေးသားပြီးတော့ office ကားလေးတွေပြောပြကြပါအောင်နော်။မင်းမင်းကြောင့်လေးမင်းမီကိုကိုတရားဒီယောဂါဇူကြီးကိုအမြန်ဆုံးအောင်နိုင်ပြီးကျမ်းမာစွာနဲ့အမှုပညာလုပ်တွေပြန်လုပ်နိုင်ပါစေလို့ကျမတို့အားလုံးကဆုတောင်းပေးလိုက်ကြအောင်ရှင် မြန်မာနိုင်ငံမှာချမ်းသာဆုံးတထေးကိုလက်ထပ်ချကဘီလီယနာတထေးမကြီးဖြစ်နေပေမယ့်မကြောမောပါပဲတိုးတိုးသိသိနေတက်လို့ချီးကျူးခံနေရတဲ့ချစ်စနိုးကိုလောကကြီးမှာရှိချင်းကိုပြခြင်းကခေတ်ဆွားနေတဲ့အချိန်မှာကိုပိုင်ဆိုင်မြန်တန်မိုးကြီးပစ္စည်းတွေကိုလူမှုကွန်ရက်ပေါ်မှာချပြကြောဟောပြတာကိုနေ့စဉ်နဲ့ညတွေ့မြင်နေရပါတယ်။ဒါပေမဲ့ဒီနေ့ကျွန်မပြောပြပေးမယ့်အမှုပညာရှင်ကတော့အဲ့လိုလူတွေနဲ့လုံးဝဆန့်ကျင်မပါဘူး။ဒီမှာကတော့တချင်ကနာမည်ကြီး VCD Video Minimic Lab ဖြစ်ခဲ့တဲ့ချစ်စနိုးပဲဖြစ်ပါရဲ့ရှင်။ ဟုတ်ပါရင်ပရိသတ်ကြီးတို့တစ်ချိန်ကဗီဒီယိုဇာတ်ကောင်းခင်မှာသူငယ်ရဲ့ချစ်စရာကောင်းတဲ့တရုပ်ဆောင်တဲ့ပုံစံလေးတွေအမူအရာလေးတွေကြောင့်ပရိသတ်တွေအများကြီးအားပေးခဲ့ကြတဲ့မင်းသမီးကျော်ချစ်စနိုးဟာခုချိန်မှာတော့မြန်မာနိုင်ငံရဲ့ချမ်းသာဆုံးဘီလီယံနာတထေးမိုင်တူဖြစ်နေပါပြီ။ဂျာတီရတဲ့သတင်းတွေအတွင်းမှာအတိုင်းဝိုင်းကပြောဆိုမှုတွေရတော့သူငယ်ရဲ့လက်ရှိပိုင်ဆိုင်မှုတွေဟာမြန်မာကျပ်ငွေဘီလီယံ20ကျော်ထိကိုရှိတယ်လို့တော့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒီပမာဏကတော့တာမန်လူတွေအတွက်မျိုးလုံးပြူပစက်ဟောင်းတာဖြစ်သွားတဲ့ပမာဏကြီးတစ်ခုပါပဲ။ ။တချိန်ကအမှုပညာလောကမှာအောင်မြင်ခဲ့ပေမဲ့အခုလိုမျိုးမခံမနိုင်တဲ့ဘီလီယံနဲ့ချီတဲ့ကျောင်းဝချမ်းသာမှုတွေကိုပိုင်ဆိုင်ရတဲ့အဓိကအကြောင်းရင်းကတော့မြန်မာနိုင်ငံရဲ့ချမ်းသာဆုံးထိပ်တန်းခရိုနီတထေးကြီးတူကိုလက်ထပ်လိုက်တာကြောင့်ဖြစ်တယ်လို့သိရပါတယ်။မင်းမင်းချစ်စနိုးရဲ့ခင်မွန်းတဲ့ဟာမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းပေါင်းအင်မတန်မှများပြားစွာပိုင်ဆိုင်ထားနိုင်ခဲ့တဲ့နိုင်ငံရဲ့စီးပွားရေးကဏ္ဍတွေမှာအောစာကြီးမားတဲ့ထိတ်တန့်တထိတ်တူဖြစ်နေတာပါ ီလိုအင်အားကြီးမားတဲ့လုပ်ငန်းရှင်ကြီးဇနီးဖြစ်လာတဲ့များချစ်စနိုးဦးဟာလည်းလက်ရှိမှာလူပညာလုပ်တဲ့အားလုံးကိုအပိတိုင်အားယူထားပြီးတော့အင်မတန်ကိုမှခန်းနာကြီးကျယ်တဲ့ဘဝပုံစံကိုဒေတာစိတ်ဖြတ်သန်းနေပါတယ်။ဒီနေရာမှာအားလုံးအားသင့်စေမဲ့နှိုင်းရှင်ချက်တစ်ခုရှိနေပါတယ်။ဒါကတော့မင်းသမီးချစ်စနိုးရဲ့ကျွမ်းဝချမ်းသာပိုင်ဆိုင်မှုတွေဟာလက်ရှိမှာထိတ်တန့်မင်းသမီးအဖြစ်နဲ့ရည်တည်နေတဲ့တထဲကြီးနဲ့လက်ထပ်ထားတဲ့မင်းသမီးဝင်းမုံရွှေရဲ့ပိုင်ဆိုင်မှုထက်တောင်ပိုပြီးတော့များပြားရလို့သတင်းတွေကဆိုနေကြပါသတည်း မြန်မာနိုင်ငံမှာရှိတဲ့ထိတန်းခရိုနီတထင်းကတော်တွေတထင်းမကြီးတွေဥပမာအားဖြင့်မင်းမီဝမ်မုံရွှေပါဝင်တခြားသောနာမည်ကြီးနုပညာရှင်တထင်းမကြီးတွေကသူတို့ရဲ့ပိုင်းဆိုင်မှုချမ်းသာကြွမ်းမှုတွေကိုလူမှုကွန်ရက်ဆမင်နာတွေမှာမကြာခဏချပြလေးရှိသူပေါ့ တိမ်မောင်းတောင်းနေချီဘီလီယံနဲ့ချီတန်ဖိုးရှိတဲ့စိန်လန်စင်းကြီးတွေလက်ကောင်ကြီးတွေတန်ဖိုးကြီးကမာကျော်ဘရန်ဒီရဲ့လက်ကင်အိတ်တွေစူပါကားတွေကိုဝစ်ဆင်ပြီးအသုံးပြုပြီးတော့ဓာတ်ပုံရိုက်ခေါင်းသူတို့ရဲ့ကြိုးဝါမှုကိုအားလုံးမြင်အောင်ပြသလေးရှိပါရဲ့နော်။ဒါပေမဲ့တရုတ်ဆောင်မင်းသမီးချစ်စနိုးကတော့အဆိုပါမင်းသမီးတွေတထင်းမာရီတွေချမ်းချမ်းသာရီလိုသတင်းတွေထွက်နေတာတော့မှသူ့ရဲ့လူမှုကွန်ရက်ဆောင်မင်းနာရီပေါ်မှာဘယ်တော့မှမတိမ်တောင်းချီတန်တဲ့စိန်လက်ဝိညာဏတွေကိုစင်မြန်ပြီးလူရင်းအားကြောင့်ချပြတာကြောင်းဝါရာမျိုးတစ်ခါမှမရှိခဲ့ပါဘူး။ဒီမိုင်းနေထိုင်မှုပုံစံကအင်မတန်ကိုမှရိုးရှင်းပြီးတော့အေးချမ်းပါရင် ဒါမှလူတယောက်လိုပဲတော်တော်သေးသေးနေထိုင်တတ်ပြီးတော့သူ့ရဲ့စီးစိမ်တွေကိုလူသိရှင်ကထုတ်ဖော်ပြသနိုင်မရှိပါဘူးအဲ့ဒီချက်တွေကြောင့်ပဲလူတွေကမင်းသမီးချစ်စနိုးကိုတလေးတစားနဲ့ချီးကျူးနေကြတာပါနော်တကယ်အစ်မန်ချမ်းသာကြွားမှုတွေမကြွားဘူးဆိုရင်စကပုံတွေအတိုင်းနေထိုင်သူဖြစ်နေသတ်မှတ်နေကြပါရင်ဒီမှာကဒီလိုမျက်စိကျင်းတော့တဲ့ဂုံပကာသနာတွေပကံတနပစ္စည်းတွေထဲအလူတန်းတွေလှုပ်ဆောင်တာဘာသာရေးကိုပို့ပြီးတော့ကန်ဆန်းတာလှုပ်ဆောင်တာပရိုက်တာလုပ်ငန်းတွေမှာနောက်ခွဲကနေတိတိစိတ်ပအဝင်လူတန်းမင်းတွေဟာအချိန်တွေကိုကုံဆုံးနေသူဖြစ်တယ်လို့လဲဒီမှာရင်းနှီးဆက်တဲ့အတိုင်းဝန်တွေကသိရပါတယ်နော် ီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်ကြီးတို့ကရောမင်းသမီးလေးချစ်စနိုးရဲ့နေထိုင်မှုပုံစံကိုသဘောကျအားကျမိပါသလားတမရဲ့ဒီလိုနှိမ်ချတဲ့စိတ်ဓာတ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးသဘောထားတွေကိုမှတ်ချက်တွေပေးချင်ကြလဲဆိုတာပြောပြသွားကြပါဦးရှင်ယောဂတဲ့ညီမလေးကိုစွန့်ခံရသမျှပြန်လည်စွန့်ကျဲနေတဲ့ကိုရင်လေးတွေတိုင်းရာနေချီကိုညီနိုင်ကလေးကိုထုံးမင်း ကျမတို့ရဲ့သက်ဆက်လေးပဲဒီ new channel လေးကနေပြန်လည်ကကြိုဆိုလိုက်ရပါတယ်။ကိုရင်လင်းရှင်စန္နာဝါရကတော့ညီမဖြစ်သူရဲ့ဖြစ်ပျက်လေးတွေကြောင့်စိတ်မကောင်းဖြစ်ခဲ့ရသူဖြစ်ပါတယ်။ငြိမ်ဝဲပင်မဲ့လေးဝိညာဉ်တော်တွေကိုပါအရွယ်နည်းမမြအောင်လို့ကြုံနေကြရတာဖြစ်ပါတယ်။ဒါကြောင့်လည်းဆုံးခံလို့ရသမျှကိုကိုရင်လင်းအနေနဲ့ပြန်လည်ဆောင်ကျဲကလာလာလူပေးတတ်တာလေးဖြစ်ပါတယ်။တမီလေးဤရွှေစရာအကြောင်းတက်နေရတဲ့အကြောင်းသူလေးဖြစ်ပြီးတော့စိတ်မကောင်းဝင်ချင်းနေတဲ့သူဖြတ်တန်းနေကြရတာဖြစ်ပါတယ်။ မိသားစုဝင်အနေနဲ့အဆင်မပြေမှုတွေနဲ့တူရုန်းကန်နေရတာဖြစ်သလိုတနေ့လုံးတနေ့စားဘွားလေးနဲ့တူဖျက်သန်းနေကြတာပါ။ဒါကြောင့်လေမယန္နာခီးကိုစောင့်မျှော်နေကြတဲ့တမီးလေးတွင်နေ့ရက်တိုင်းကိုမျှော်လင့်ချမ်းမေးစွာနဲ့ဖျက်သန်းနေကြတာလေးဖြစ်ပါရဲ့။ကိုရင်လင်းရှင်စန္နာဝါရကတော့အပြည့်ကင်းနေစွန့်တဲ့အတွက်သာသနာပောင်လေးအတွင်းမှာနေထိုင်နေကြရပါရဲ့။အကိုကြီးဖရာဆိုတဲ့အတိုင်းညီမဖြစ်သူရဲ့ဖြစ်ပျက်တွေပေါ်စိတ်မကောင်းလေးဖြစ်ကြရတာပါ။ဒါကြောင့်လေ900တပေါင်းကနေစတင်ကရသမျှကိုပြန်လေကစွန့်ကျဲပေးနေကြတာဖြစ်ပါရဲ့။ နန်းတစက်နဲ့အတူစီမဖြစ်ပေမဲ့လည်းနန်းကလေးတွေများလာတဲ့အခါစီတွေဖြစ်လာနိုင်တာပါ။ဒါကြောင့်လေမျောလင်းချက်လေးတွေနဲ့တူနေရတိုင်းကိုကြော်ပြက်နေရတာဖြစ်ပါရည်။ brighter ကိုထုံးမိကတော့ issue စီရဲ့ဖြစ်ပျက်လေးအပေါ်မှာခရုဏာတက်ခရတာဖြစ်ပါရည်။ဒါကြောင့်လေလူတန်းပေးနိုင်ဖို့အရေးကြိုးပမ်းလာကြတာလေးဖြစ်ပါရည်။ကိုထုံးမိကတော့တမီလေး issue စင်ပေါ်မှာတမီလေးတူလို့ကိုချင်းစာပေးကြတာပါ။ဒါကြောင့်လေစေနာရှင်တွေရဲ့လူတန်းမှုတွေနဲ့တူအားပြေးပေးကြတာဖြစ်ပါရည်။ ကိုရင်လေးတို့မိသားစုအနေနဲ့လက်ရှိမှာတော့တင်းတရာကျော်ကိုရရှိကြတာဖြစ်ပါရည်။ဒါကြောင့်လည်းပြောမစုံဖြစ်ခဲ့ရသလိုဘဝတစ်စိတ်ချိုးထိပါပြောင်းလဲခွင့်နေရရှိလာကြတာဖြစ်ပါရည်။ကိုရင်လေးကတော့အကိုကြီးပြပြမကူညီပေးနိုင်တဲ့ပေါ်ဝမ်းနဲ့မျက်ရည်တွေကြခဲ့သူဟာအရွယ်နဲ့မများအောင်တည်တဲ့ပေမဲ့လည်းခြေနေတွေဟာအဆင်မပြေနေကြရတာပါ။ဒါကြောင့်လည်းလူရှင်တွေကသာစောင့်မျှော်ကြရတာဖြစ်ပါရည်။လက်ရှိမှာတော့ကိုထုံးမင်းရဲ့လူလေးသားဝမ်းသာမျက်ရည်တွေနဲ့တူပြန်လဲကောင်ကိုကြွေးကြရလေးဖြစ်ပါရည်။ ကိုထွန်းမင်းကတော့ဒေဝါလီရမျက်လေးနဲ့တူစုမုံကောင်းတွေကိုတောင်းပေးလာကြတာဖြစ်ပါတယ်။လက်ရှိမှာတော့ပြုစင်တဲ့စေတနာကြိုးပမ်းမှုတွေကြောင့်ဇလန်းတွေထိပါနေရာရလာကြတာပါ။ဒါကြောင့်လေအကယ်ဒမီထွန်းထွန်းနဲ့တူကမင်းသားနေရာကိုတရုတ်စာကွင်းနဲ့ရရှိလာကြတာဖြစ်ပါတယ်။လက်ရှိမှာတော့မုံမြတ်တဲ့ဒေဝါလီနေ့ရက်လေးမတိုင်မှာပဲကိုထွန်းမင်းအနေနဲ့ကူညီပေးနိုင်ကြတာဖြစ်ပါတယ်။ဒါကြောင့်လေမြားသူအပေါင်းတွေမင်္ဂလာပေါ်မှာမင်္ဂလာဆင်းဆိုသလိုဖြစ်သွားကြတာလေးဖြစ်ပါတယ်။ဒါကြောင့်လေကိုထွန်းမင်းကိုပါလေးစားချီးကျူးလာကြတာဖြစ်ပါတယ်။ ပရိသတ်ကြီးတို့လေကိုရင်လေးတို့မောင်နှမအတွေ့အဆင်ပြေအောင်ကူညီပေးခဲ့တဲ့ကိုထုံးမင်းပေါ်မှာအမြင်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်။ခင်မုန်းတဲ့စီကရွှေငါးပိတာတဲ့ဆွဲကြိုးကြီးလက်ဆောင်ရအောင်ထုတ်ကြွားလိုက်တဲ့မိုးယူစိန် တရုတ်စာမင်းသမီးမိုးယူဆန်ကသူ့ရဲ့ကိုနေပြေမင်္ဂလာနှစ်ပတ်လည်နေ့ထိမ့်မဲ့ပြေခင်မုန်တဲ့ဖြစ်သူစီကနေမကျင်မတ်ကြလားအောင်တန်မိုးကြီးမာရီလက်ဆောင်ကြီးတစ်ခုကိုရရှိခဲ့တာပါအဲလက်ဆောင်ကတော့ရွှေစစ်စစ်လေးချိန်ကပိတ်တာတန်မိုးရှိတဲ့ရွှေလေးဆွဲကြိုးကြီးတစ်ခုဖြစ်တယ်လို့သိရပါတယ်ပိတ်တာငါဆိုတာကရွှေကြတာ900နဲ့ညီများတဲ့ပမာဏဖြစ်လို့ဒါဟာလုံးဝမနေလာတဲ့ပမာဏကြီးတစ်ခုပါပဲ ပိုပြီးဒေးစိကြတဲ့သတင်းတွေကတော့အဲ့ဒီချွေလေးဆွဲကြီးမှာပါဝင်တဲ့ရွှေလုံးတစ်လုံးချင်းစီရဲ့လေးချိန်ကရွှေတစ်ချက်သားတည်းရှိတယ်လို့ဒါမှသိရပါရီတစ်ချက်သားလေးချင်းရှိတဲ့ရွှေလုံးပေါင်း900နဲ့ပြုတ်လောက်ထားတဲ့လေးဆွဲကြီးဆိုတော့ဘလောက်တောင်မှကြီးကျယ်ခနိုင်နိုင်မလဲနော်ဒီလိုမျိုးလေးစိတ်လက်ဆောင်ကြီးရရှိခဲ့ရင်မိုးရွှံတရားဘလောက်တောင်မှပျော်ရွှင်ကျေနွနေနိုင်မလဲဆိုတာစဉ်းစားကြည့်လို့ဒါမှရပါရီဒီဒီနေ့ထွက်တော်လာပြီးနောက်မှာတော့လူမှုကွန်ရက်သုံးဆွဲသူတွေပြည်သက်တွေကြားမှာမိုးရွှံရဲ့ကံကောင်းခြင်းတွေကိုအားကြမဆုံးဖြစ်နေကြပါရီ တကယ်ကိုအိနာဝေးကံကောင်းဆုံးမျိုးသမီးတယောက်လို့တောင်မှတညွတ်ညွတ်တည်းသတ်မှတ်နေကြပါပြီ။မိုးစံချစ်စရာကောင်းတဲ့စကားပြောပုံလေးတွေဖန်ပန်းမှုရလေးနေနဲ့ပရိသတ်ကိုဆွဲဆောင်နိုင်ခဲ့သူပါ။မိုးယူစံဆိုတာကမော်ရယ်လေးတယောက်ဖြစ်နေမိုးရင်ရွှေလာမင်းဒီဇိုင်းကကျင်ပါရီမစ်မော်ရယ်ပြန်ဝဲမှာဝင်ရောက်ရှင်ပြန်ရင်မစ်မိုးရဲ့စုကိုရရှိခဲ့ပြီးတော့နှုပညာလောကတွေကိုစတင်ဝင်ရောက်လာခဲ့သူဖြစ်ပါရီ။အဲနောက်ပိုင်းမှာတော့မိုးဥစံရဲ့သဘာဝကြပြီးချစ်စရာကောင်းတဲ့တရုတ်ဆောင်ဟန်တွင်လာပါကျော်ရှင်တဲ့ရုပ်ရည်တွေကြောင့် အချင်းတို့တင်းမှာပဲအမှုပညာလောကရဲ့ထိတ်တဲမင်းသမီးတယောက်ဖြစ်နာမည်ရလာခဲ့တာပါဒီလိုအမှုပညာလောကမှာထိတ်တဲနေရာတစ်ခုကိုရရှိခဲ့တဲ့မိုးယူဆန်ကအိမ်တော်ပြုပြီးနောက်ပိုင်းမှာတော့အမှုပညာလုပ်တွေကိုလုံးဝရနာလိုက်ပြီးမိသားစုကိုပဲချိန်ပေးပြီးတော့နေထိုင်ခဲ့ပါရင်ဒါမှမဲ့ပြည်သက်ကြည်တင်တာတို့သူမရဲ့ဘဝကအိမ်တော်ရဲထဲမှာနေမြုပ်ပြီးအိမ်လုပ်တွေကိုပဲလှူဆောင်နေရတဲ့တမဲအင်ရှဲမဘွားမျိုးတော့လုံးဝမဟုတ်ခဲ့ပါဘူး။ဒီမကိုခင်မောဖြစ်သူဟာတကယ်ကိုဘီယမန်တမားလိုတံမိုးထားပဲ အချစ်တွေကယူဆိုင်မှုတွေပြေဝပေးရတာကိုတွေ့ရပါတယ်။ဒါကလည်းအကြောင်းရင်းရှိပါတယ်။မော်ယူဆန်လက်ထက်တာရိခွန်မုံကတော့မြန်မာနိုင်ငံရဲ့ချမ်းသာဆုံးထိတ်တဲစီးပွားရေးလုပ်ငန်းရှင်တတိကြီးတူဖြစ်တဲ့ကိုစွမ်းသူမိုးပဲဖြစ်ပါတယ်။ကိုစွမ်းသူမိုးဟာ MAI လေးချောင်းလိုင်းရဲ့ရှင်ရရှင်တူဖြစ်ခဲ့တယ်လို့ခရိုနီလုပ်ငန်းရှင်တတိအတိုင်းဝိုင်းတွေကအတော်လေးကိုနမည်ကြီးတဲ့လုပ်ငန်းရှင်တယောက်လေးဖြစ်ပါတယ်။ဂျာမင် KB7 ရဲ့စီးပွားရေးလုပ်ငန်းမှာလည်းကျိုးစီးပွားရေးရှယ်ယာတွေပါဝင်ထားတယ်လို့ အချောင်းကိုပိုင်စီဝိုင်းရေးလုပ်ငန်းပေါင်းများစွာကိုလည်းလက်ပတ်နေသူဖြစ်တယ်လို့သိရပါရီဒီလိုမျိုးချမ်းသာကျဲဝါရီတတိကြီးရဲ့ဇနီးတယောက်ဖြစ်လာနေမြောက်ဝန်ယူဆရာလေးမြန်မာနိုင်ငံမှာချမ်းသာဆုံးစီးဝင်းဥပညာရှင်တယောက်ဖြစ်လာခဲ့ပါရီသူမကိုရိုင်းကလည်းဥပညာလုပ်တွေကိုရနာလိုက်ပြီးခင်မိုးတေရဲ့လုပ်တွေပါဝင်စီဝိုင်းလုပ်ငန်းများစွာကိုအိုစီလုံးကင်တဲ့ပတ်နေတဲ့တတိမာကြီးတရားပြည့်ရက်တည်နေတာပါသူရဲ့ခင်မဖြစ်သူကိုစွမ်းသူမိုးကိုရိုင်းကလည်းဘလောက်ပဲလုံများတဲ့စီဝိုင်းလုပ်ငန်းရှင်ကြီးဖြစ်နေပါစေ အားလဲချိန်တိုင်းမှာဇနီးဖြစ်သူမိုးယူဆန်ကိုအမြဲတမ်းဂယူဆိုင်မှုတွေပေးနေကြတာတွေ့ရပါတယ်။မင်းသမီးမိုးယူဆန်ကအရင်ချစ်စရာကောင်းတဲ့သားလေးနှစ်ယောက်ကိုလည်းမွေးဖွားကြခဲ့ပြီးခင်မိုးဖြစ်သူနဲ့တူနေ့အတိုင်းမှာချစ်တွေပို့ပြီးတော့တိုးလာကပြည်တွင်းပြည်ပါလဲပက်ခီးတွေတူတူထွက်ရင်းနဲ့အရန်ကိုပျော်ရွှင်စရာကောင်းတဲ့မိသားစုပွားလေးကိုပိုင်ဆိုင်ထားကြပါရီဗီဒီယိုကြည့်ရှုနေကြတဲ့ပရိသတ်တရားငွေကြေးချမ်းသာမှုခင်မွန်းရဲ့ခြေသားသမီးရင်နာရီနဲ့ပြည်စုံလာရင်မိသမီးမိုးဆန်ရဲ့ဘဝကိုအားကြမီလားဆိုတာမိမိရဲ့မျက်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်